အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုနဲ့ပြည်နယ်ဝန်ကြီးများပင်လုံမျိုးမြတ်တာအေးရိပ်ပရာဟိတာကြောင့်အဝင်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်းခရိုင်ပင်လုံမျိုး မြတ်တာအေးရိပ်ပရာဟိတာကြောင့်အဝင်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကိုနိုဝင်ဘာလ16ရက်နေ့နံနက်ပိုင်းက အဆိုပါလန်းသက်မုတ်ဦးရင်ကျင်ပါရအရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဘူချုပ်စိုးမြတ်ထွန်းနဲ့ရှမ်းပြည်နယ်ဆိုရဖွဲ့ပြည်နယ်ဝင်ကြီးများတက်ရောက်ခဲ့ကြပါတယ်အဆိုပါလန်းသက်ဖွင့်မွဲမုတ်ဦးအားမြစ်တာအေးအေးပရာဟီတာအောင်းတိုင်းနာရကလာရှိုမျိုးမန်ဆူဆေရတော့ နိုင်ငံတော်သမ္မတ၏နိုင်ငံဆွမ်းဆောင်ရေးဆိုရာ ရှမ်းပြည်နယ်လူမှုထူးချွန်စု ပထမအဆင့်ရာအဂါမဟာကန္ဓဝါစကပန္တိတာအဂါမဟာတတ္တမဇောတိကတဇာအဂါမဟာကမဌာနစရိယဗဒ္ဒန္တဒေါက်တာ ပုံညာနန္ဒအရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်စိုးမြတ်ထ နန်းဆန်လေးတက်စခန်းဌာနချုပ်ဘူးချုပ်ဆိုအောင်ရှမ်ပီနယ်ဆိုရအဖွဲ့လုံချုံရင်းနဲ့နေဆက်ရေးအဝန်ကြီးဘုံမူကြီးစိန်ဝင်တယံဇာတာရေးအဝန်ကြီးဦးဆိုင်လေးတို့ကနမောတတသုံးချိန်ရုပ်ဆိုဆူတောင်းပြီးဖေချိုဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်ရင်နောက်ကပြင်းမော်ကောအားအမွေးနဲ့သားရေးပက်ဖြန်းခြင်း အထိမ့်မက်လန်းများအားတာဝန်ရှိသူများကနေရာအရောက်ပေးအပ်ခဲ့ကြပါသည် ရင်နောက်မှတ်တမ်းဓာတ်ပုံရိုက်ကူပြီးကွန်ကရစ်လမ်းအားကြီးရှုစစ်ဆေးခဲ့ကြပါတယ်။ဆက်လက်၍မြစ်တာအေးရေးပရာဟိတကျောင်းဝင်းအတွင်၌အမတ်တရသစ်ပင်စိုက်ပျိုးပေးပြီးနောက်နာယကကျောင်းဆောင်တွင် လူပွဲပစ္စည်းနှင့်အလူငွေများဆက်ကပ်လူဒန်းခြင်းလူဒံမှုအဆူဆူတို့အတွက်ရေဆက်သွန်းချအမြဝေခြင်းများကိုတတ်မှတ်အစီအစဉ်အတိုင်းဆောင်ရွက်ပြီးနောက်ဆရာတော်တန်ဃာတော်များအား နေစွန်းစက္ကန့်လူတိုင်းခဲ့ကြပါဗျ။ဆလရွေဆရာတော်ဦးဆောင်သည့်ဒိုင်မူပြည်နယ်ဆိုးရအဖွဲ့အကြီးအကဲများကပင်လုံမျိုးရက်ွက်တုံးနဲ့ပန်မုံရွာသွားလန်တရားဖွင့်ပွဲသို့ရောက်ရှိကတရားတက်အားဖဲချိုဖြတ်ဖွင့်လှစ်ပေးပြီးချစ်ရှုစစ်ဆေးခဲ့ကြပါသည်အဲဒီနောက်ဆရာတော်ဒိုင်မူနဲ့အကြီးအကဲများက ပင်လုံမြို့ပဒုံမာစာရီသီလရှင်ကျောင်းတိုင်းရှိခြေလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဆောင်ရွက်သည့်ဆက်ရည်တွင်တူဖို့ပြည်စီမှုနှင့်တနာရီရီထွက်ရှိမှုနှုံများကို ကြည့်ရှုစစ်ဆေးပြီးနောက်ကျောင်းတိုင်းအတွင်ကိန်းဝစ်သည့်ဗုဒ္ဓရုပ်ပွားတော်နှင့်ဓာတ်တော်မွေတော်များကိုဖူးမြော်ပြီးသီလရှင်ကျောင်းတိုင်းအတွင်အလူငွေများလူတိုင်းခဲ့ကြပါသည် ဆက်လက်၍ဆရာတော် တိုင်မှုနှင့်ရှမ်းပြည်နယ်ဆိုရာဖွဲ့ပြည်နယ်ဝင်ကြီးများကပင်လုံမျိုးရေတနာကန်တော်ကို၎င်းပင်လုံမျိုးပြည်ထောင်စုကြောက်တိုင်းကို၎င်းတွားရောက်ခဲ့ပြီးနောက်မဟာရထာပိတာမကီဇေဒီတော်တွင်ဗုဒ္ဓရုပ်ပွားတော်များအားပန်ရေချမ်းများကတ်လူခြင်းအလုံးငွေများလူတန်းပြီးနောက်ဧည့်သည်တော်မတ်တန်းတွင်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါသည်ရှင်။